လူတိုင်းလူတိုင်းမှာစိတ်ခံစားချက်တွေရှိသို့တော်လူတွေဟာကိုယ့်ရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့သဘောပေါက်နားလည်ကြသလားဆိုနားလည်ကြစိတ်ခံစားချက်အကျမ်းအကျမ်းမြင်ပြောမယ်ဆိုရင်၃မျိုးရှိကိုယ့်ကိုယ်သတိထားကြည့်ကိုယ်ကြိုက်တာလေးနဲ့တွေးလို့ရှိရင်သို့မဟုတ်နေလို့ထိုင်လို့အဆင်ပြေလို့ရှိရင် ဒုက္ခဝေဒနာဆိုစိတ်ခံစားခြင်းဖြစ်နော်စိတ်ချမ်းသာတယ်ကိုချမ်းသာချမ်းသာတယ်လို့ပြောကြဒုက္ခဝေဒနာအေးနေမကောင်းထိုင်မသာဖြစ်တာပဲဖြစ်စေတခုခုအစင်မပြေတာပဲဖြစ်စေဒုက္ခဝေဒနာခံခဲ့တယ်စိတ်ပြက်တယ်စိတ်မကောင်းဘူးစိတ်ညစ်တယ်ဆိုတာဖြစ်လာဒုက္ခဝေဒနာ စိတ်ချမ်းသာတာလည်းမဟုတ်ဘူးကိုချမ်းသာတာလည်းမဟုတ်ဘူးဈာစိတ်ထဲမှာခံစားချက်ပုံမှန်အနေထားလေးတစ်ခုဖြစ်လို့ရှိရင်အဒုက္ခမတုခသို့မဟုတ်ဥပိ္ခဝေဒနာလို့ခေါ်တယ်အကျဉ်းအပြည့်ပြောမှဆိုရင်လူတွေရဲ့စိတ်ခံစားချက်၃မျိုးအစင်ပြေနေရင်ဒုက္ခဝေဒနာအစင်မပြေရင်ဒုက္ခဝေဒနာပုံမှန်အတိုင်းဆိုရင်အဒုက္ခမတုခဝေဒနာ အဲ့ဒီမှာလည်းပဲထပ်ခွဲတယ်ဒုက္ခကိုနှမျိုးခွဲလိုက်တယ်ကာယကဒုက္ခစေရတိကဒုက္ခစေရတိကဒုက္ခခန္ဓာကိုယ်အနေထိုင် comfortable ဖြစ်တယ်နေလို့ထိုင်လို့ကောင်းတယ်ကာယကဒုက္ခစိတ်ချမ်းသာတယ်သောမနတ happiness လို့ပြန်စိတ်ချမ်းသာတယ်ပျော်တယ်ဟုတ်လား